ချမ်းပတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်အေလာလေးစစ်ကိုတရားကောင်မမရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ရမှာလေရင်တူလောင်ယုံနဲ့ချင်းကျုပ်ကန်းဆောင်တို့ထိခိုက်မိလောင်ပျက်စီးခဲ့ပြီး ချစ်သားချက်ဦးတရန်ရရှိခဲ့ကြောင်းသိရပါတယ်။ဧပြီလ18ရက်နေ့ည8:35မိနစ်အချိန်တွင်အစံဖတ်စကောင်းစီရုံဆိုင်ရာနေပြည်တော်အီလာလီတက်စကန်ကိုနေမြေလုံးချုပ်ရေးတင့်ကြမှုရာသီဥတုအခြေအနေဇိုးဝါမှုစသောအခက်ခဲများကြားတွင်တရက်ကုန်မမရွှေတိုက်တုံးသုံးလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာနေပြည်တော်အီလာစစ်တပ်လေစိတ်လေရင်သွလောင်ရုံအဆောက်အဦတစ်ခုထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်လေစိတ်ဝင်ရှိလုံချုံရေးဖွဲ့ဝင်များ၏လုံချုံရေးဆောက်ကင်မရာထိချုပ်နိုင်ငံရှိရာ အဆောက်အုံများလည်းထိခိုက်ပျက်စီးခဲ့ပြီးတပ်သားနှုတ်ဦးတရရရှိခဲ့သောအလားတူလျင်ပြေလန့်ထိတ်လူကြုံရေးကိသမရှိရာအဆောက်အုံများလည်းထိခိုက်ပျက်စီးခဲ့ပြီးဒေသအဆောက်ကင်းသားလေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါသည်။မတ်လ28ရက်နေ့မှာစခဲ့သောငလျင်ပြေကြောင့်စကိုင်းမန္တလေးနှင့်ပဲခူးတိုင်းချိုးရှိမိဘပြည်သူများများပြားဒုက္ခပင်လည်းဝင်နေချိန်မှာစစ်ကောင်စီကမြန်မာနိုင်ငံနဲ့ပြားရှိပြည်သူများကို လေကြောင်းမှအဆက်မပြတ်ပုံကျဲတပြက်မှုများအချိန်မောင်ရာနဲ့ချီပြုတ်လုခဲ့တာဖြစ်ပြီးပြည်သူများလည်းရာနဲ့ချီတည်ဆုံခဲ့ကြောင်းသိရပါတယ်။ထို့သောစစ်ကောင်စီကငလီတန်ကြောင့်ထိခိုက်မှုတချို့ရှိခဲ့သောမြေပြေတော်အီလာလီတက်ကိုအပြစ်စီများကြားကပင်ပြည်သူများကိုတပြက်ဆက်လက်သုံးပြနေသည့်အတွက်ကျွန်တော်တို့ PWM နဲ့ မဟာမိတ်တပွဲများကဆက်လက်နနေသွားပြီဖြစ်ကြောင်းအသိပေးလာခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ရေထွက်ကြရတွင်အကြမ်းဖက်စစ်တပ်ကလက်ကျန်းထက်ကဲမှုဖြစ်စဉ်တွင်တေဆုံးသူ24ဦးထိရှိလာကြောင်းပြည်ဦးလင်ခရိုင်ဘက်ကဘာမှတောင်းရှိသူတို့ကပြောကြားလာခဲ့ပါတယ်။ ဇွန်နေ့ဧပြီလ19ရက်နေ့မွန်လယ်တနားရီခန့်တွင်အစံပန်စရကတပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုများကြောင့်သိရပါသည်အစံပန်စရရေလေကြောင်းတိုက်ခိုက်မှုတွင်မှပြည်သူ၁၃ဦးပွဲချင်းမိသေဆုံးပြီးလက်ရှိချိန်ထိစေကူတမှုခံယူနေတဲ့မှာပြင်းထန်တဲ့ရရရှိသူ၁၃ဦးထပ်မံသေဆုံးကြောင်းထို့ကြောင့်သေဆုံးသူ၂၄ဦးထိရှိလာပြီးဖြစ်ကြောင်းသိရပါသည်ထို့ပြင်ဒီကတဲ့ရရရှိသူ၃၀ဦးရှိပြီးပြင်းထန်တဲ့ရရရှိသူများလည်းပါဝင်သည့်အတွက်သေဆုံးမှုအရေအတွက်ထပ်တိုးလာနိုင်ကြောင်းသိရပါသည် နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမြင်းမှုမျိုးနဲ့ကန်တော်ရွာကိုအကြမ်းဖက်ဆက်တကားတပ်ဖွဲ့ဖြစ်ပါခြင်းမရှိဘဲလေးရဖြစ်ပုံကျဲတိုက်ခိုက်မှုများကြောင့်ကလေးငယ်များပါဝင်မိဘပြည်သူများတေဆုံးမှုများရှိခဲ့ကြောင်းသိရပါတယ်။ဧပြီလ19ရက်နေ့နာနဲ့7:40မိနစ်ခန့်ကမြင်းမှုမျိုးနဲ့ကန်တော်ရွာကိုအကြမ်းဖက်ဆက်တကားတပ်ဖွဲ့ဖြစ်ပါခြင်းမရှိဘဲလေးရဖြစ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်ဆက်တရေးလေးကြောင်းတိုက်ခိုက်မှုတွင်မိဘပြည်သူများ ရှိကတည်ဆုံးမှုရှိသောအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပါဘူး။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်ရေထွက်ရွာတက်စီဆန်းကိုအကြမ်းဖက်စစ်တကလက်ရင်ဖြစ်ပေါ်ကျဲတခတ်ချင်းကြောင့်အသက်၃နှစ်နဲ့အသက်၃နှစ်နဲ့နှစ်နှစ်ကျော်ကလေးငယ်အူပါဝင်ပြည်သူ၃ဦးတည်ဆုံးပြီးတည်ဆုံးသူများထပ်တိုးနိုင်ကြောင်းသပိတ်ကျင်းမြို့နယ်ပြည်သူ့ကော်မတီတပွဲပကဖာမှတဝိခန့်ငကားနီစစ်ကြောင်းမှ ရုပ်ကတိမီယာဌာနသို့ပြောကြားလာခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာတက်စီဆိုင်မီးလောင်ပြကျခဲ့ပြီးပောက်ကွဲမှုများဖြစ်ပေါ်ကအသက်၃နှစ်နဲ့နှစ်နှစ်ကျော်အရွယ်ကလေးငယ်နှုတ်ပါဝင်ပြည်သူ၃၃ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ၂၀ကျော်ရှိသောထိခိုက်ဒဏ်ရာရရှိသူများထဲမှာအသက်အန္တရာယ်စွန့်ရင်သူများလည်းပါဝင်ပြီးသေဆုံးသူများလည်းပုံမှန်များပြလာကြောင်းသိရပါတယ်။စကိုင်းတိုင်းမြို့မြို့နယ် ကံတော်ကျေးရွာကိုစစ်တပ်ကနေလင်းရဖြစ်ပုံကျဲမှုသုံးနှစ်အရွယ်ကလေးငယ်ပါဝင်ပြည်သူ၅ဦးသေဆုံးပြီးစစ်ကောင်တပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြို့မြို့နယ်မှာ PDF သတင်းများထားတာမှသိရပါတယ်ကျမနေဧပြီလ19ရက်နေ့နနန်း7:55မိနစ်အချိန်မြို့မြို့မြို့နယ်ကံတော်ကျေးရွာမြောက်ပိုင်းသို့တရားဥမာတက်လာသောတိုက်လေရင်တစီဖြင့်ပေါင်150ပုံလေးလုံး ုံးချီနှလုံးတို့ပြေပြခတ်ခဲ့ရမှာအပြစ်မဲ့ပြည်သူအမျိုးသား၃ဦး18နှစ်အရွယ်အမျိုးသမီး၁ဦးနဲ့၃နှစ်အရွယ်ကလေးငယ်၁ဦးအပါအဝင်စုစုပေါင်း၅ဦးတည်ဆုံခဲ့ပြီး15ဦးထိကဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ဧပြီလ19ရက်နေ့နနက်9:40မိနစ်အချိန်မြင်းမုံမြို့နယ်မှာစစ်တပ်နေပြူစော်တီများကအင်စီက၃စီလိုက်ထရက်က၂စီတို့ဖြင့်မင်းတော်ကျေးရွာအကြားစစ်စင်ရဲဂိတ်ကိုလက်တပြတ်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့်တော်လိုင်းရဲဘော်၁ဦးနဲ့ M60 တနက်တလက်ဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။ အလားတူယမနေဧပြီလ19ရက်နေ့နနက်တနားရီ17မိနစ်အချိန်တွင်မြို့မမြို့နယ်မှာစတက်ကဝမ်ပြေကျေးရွာနှင့်ပဲကူကျေးရွာကြားတွင်စစ်စင်ရေးကိမြာကိုလည်းအင်အား90ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်းသိရပါသည်။နောက်ထပ်သတင်းပုံတွင်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ခရယန်ယူတမဟာခွန်နယ်မြေတွင်ရှိ စစ်ကောင်စီစစ်စခန်းများကို KNL ဦးဆောင်သောဒေါ်လာရဲတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာဂျမနီညာပိုင်းတွေတိုက်ခိုက်သိမ်းပိုက်လာခဲ့ကြောင်းသိရပါတယ်။ဧပြီလ18ရက်နေ့မှာစတင်၍ရဲစခန်းများကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဂျမနီဧပြီလ19ရက်နေ့ညာပိုင်းတွေအပိသက်သိမ်းပိုက်လာခဲ့ကြောင်းရဲစခန်းများသည်ထမ်းမြမာနယ်စပ်နှင့်ကလေးရတီရှိပြီးနယ်စပ်ဖြစ်သွားရာလမ်းများကိုစောင့်ကြည့်နေသည့်စစ်တပ်စခန်းတစ်ခုဖြစ်ကြောင်းသိရပါတယ်။ ဧပြီလ16ရက်နေ့ခမ်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အပိုင်းမော်ဖားသူခြေရွာတွင်လည်းတပ်ဆွဲထားသည့်စစ်ကောင်စီတပ်စခန်းများကို KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့မှုကြောင့်ထိုင်းထားနိုင်ငံဘက်အချမ်းတို့စစ်တပ်ရဲ့ရှောင်ပြည်သူများ215ဦးထွက်ပြေးသွားခဲ့ကြောင်းသိရပါဗျ။ KNU တပ်မဟာခွန်နေမြေတွင်တပ်ဖွဲ့များကြောင့်ထိုင်းစစ်တပ်များကလုံခြုံရေးတို့မြင်ထားကြောင်းခန်းတရင်ဌာနများကဖော်ပြသွားခဲ့ပါဗျ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်မျိုးသားစစ်ရုံး KNU နေမြေကြောက်ကြီးနေ မိုးမြို့နယ်တို့တွင်အကြမ်းဖက်စကောင်းစီကလေကြောင်းလနဲ့ဂျီရိုဖြစ်တိုက်ခိုက်ခဲ့မှုကြောင့်အယက်သားဖြစ်သူတို့သေဆုံးပြီးနေအိမ်ခုနှလုံးဖျက်ဆီးခဲ့ကြောင်းကေနုဘဟုကသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။အီမဲလာဆက်ရှင်ရဲ့နေနဲ့9နာရီ6မိနစ်အချိန် KNU လက်တို့မြို့နယ်ချီမန်အုပ်ချုပ်ရေး